မင်္ဂလာပါဒီကနေ့မှာတော့အဓိကမျိုးကြီးတွေပြီးရင်အသေးပြောင်းတဲ့အပျက်စီးအများဆုံးမျိုးတွေဖြစ်တဲ့ပျော်ပွဲရမဲသင်းကြောက်စဲပျက်စီးဆုံးရှုံးမှုပြဂျူရုဓာတ်ပုံတွေနဲ့အတူနောက်ဆုံးရနိုင်ငံတကာအကူအညီတွေအကြောင်းနဲ့စစ်ကောင်စီကအကူအညီကိုလက်နက်လိုတုံးနေသလားဆိုတဲ့ကိစ္စကိုတင်ပြတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့တေဆုံးသူ222ဦးထိရှိခဲ့တဲ့ပျော်ဝယ်မျိုးအခြေအနေကိုကြည့်အောင်ပါအစိုးဆုံးထိခိုက်ခဲ့တဲ့ KBZ ဘန်ရှိတဲ့အဆောက်အအုံမှာ လူ40ကျော်လောက်ပိတ်မိနေရမှာအသက်ရှင်ကျန်းခဲ့သူမရှိနိုင်တော့ဘူးလို့စစ်ဆေးတွေးရှိခဲ့ပါတယ်။ဒါပြင်တောက်သုံးရင်ပြက်လက်တာလို့ပြဿနာတွေရင်ဆိုင်နေရပြီးတော့လမ်းနဲ့အခြေခံအဆောက်အုံပိုင်းလည်းပျက်စီးမှုကြီးမားခဲ့တဲ့မြို့နယ်ဖြစ်ပါတယ်။ဒီနေရာမှာဒါကီဘီဆက်ပံပြူကြခဲ့နေရဖြစ်ပါတယ်။ကျူရူကတွေ့ရှိချက်ရတော့လုံးဝပျက်စီးသွားတဲ့အဆောက်အုံဟာပျော်ဝယ်မြို့မှာ38လုံးထိခိုက်ပျက်စီးတဲ့အဆောက်အုံ59လုံး ထိခိုက်ပျက်စီးနိုင်ခြင်းများတဲ့အဆောက်အုံ46လုံးနဲ့စုစုပေါင်းပျော်ဝဲမှာအဆောက်အုံ145လုံးအထိထိခိုက်ပျက်စီးတယ်လို့ခန့်မှန်းထားပါတယ်နောက်တစ်မျိုးကတော့တေဆုံးသူ216ဦးထိရှိတဲ့ရမဲသိန်းမှာရမဲသိန်းရွာသန်းဘုံတော်ကြီးတင်စာတင်ကြောင်းပြိုကျအမှာအသေးပြောက်များခဲ့ပါတယ်ဒါပြင်ဗလီ9လုံးထပ်မနေပြိုကျပျက်စီးခဲ့ပြီးတော့တေဆုံးသူ200ကျော်မှာအများစုကဗလီပြိုကျလို့ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်ရမဲသိန်းမှာ လုံးဝပျက်စီးတဲ့အဆောက်အုံ23လုံးထိခိုက်ပျက်စီးတဲ့အဆောက်အုံ40ထိခိုက်ပျက်စီးနိုင်ခြင်းများတဲ့အဆောက်အုံ413လုံးစုစုပေါင်းဂျိုလူကနေကြည့်တဲ့အခါမှာထိခိုက်ပျက်စီးရဲ့လို့ယူဆတဲ့အဆောက်အုံပေါင်း486လုံးဖြစ်ပါတယ်ဆက်လက်ပြီးတော့126ဦးတမ်းမှာနေတည်ဆုံးခဲ့တဲ့အကြောက်ဆယ်မြို့ဂျိုလူဓာတ်ပုံကိုဆက်ကြည့်အောင်ပါကျောက်ဆယ်မြို့ Bright Kids School ပျော်ကြားမှုတစ်ခုထဲမှာနေအသေးပြောက်တော်တော်များခဲ့ပါတယ် တမျိုးလုံးအတိုင်းအတာအနေနဲ့မြို့ရဲ့၃ပုံ၂ပုံလောက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လက်ရှိမှာလည်းရှင်းလင်းလေးလုပ်ဖို့အတွက်ဆိုင်ရန်ရအခက်ခဲနဲ့ရေအခက်ခဲတွေလည်းရှိနေပါတယ်ဒီဒေသတွေကိုလည်းအာယုံဆိုင်လှူဒန်းနိုင်အောင်လို့ဖော်ပြပေးတာဖြစ်ပါတယ်ကျောက်ဆယ်မှာလုံးဝပျက်စီးတဲ့အဆောက်အုံ90ထိခိုက်ပျက်စီးတဲ့အဆောက်အုံ193လုံးပျက်စီးနိုင်ရင်များတဲ့အဆောက်အုံ80စုစုပေါင်း313လုံးအထိထိခိုက်ပျက်စီးတယ်လို့ ရုဓပုံကိုအခြေပြုပြီးတော့ခံမှန်းထားပါတယ်ဆက်လက်ပြီးတော့နိုင်ငံတကာအကူအညီတွေကိုကြည့်အောင်ပါအကူအညီအများစုဟာစစ်ကောင်စီစီကနေတဆင့်မဟုတ်ဘဲနဲ့မိဖက်အဖွဲ့အစည်းတွေကုလသမဂ္ဂအဖွဲ့အစည်းတွေစီကနေပေးပို့တာဖြစ်တဲ့အတွက်ရောက်မယ်လို့တော့မျှော်လင့်လို့ရပါတယ်ဗီဒိန်ကအမေရိကန်ဒေါ်လာ32.2တန်းကျွန်တော်စတာလင်ပေါင်းနဲ့ပြောမယ်ဆိုရင်25တန်းကူညီထားပြီးတော့ဒါအများဆုံးကူညီဖို့ဂရီပေးထားတာဖြစ်ပါတယ် ဩစတြေးလျဂျပန်အိန္ဒိယအမေရိကန်တို့ပါဝင်တဲ့၄နိုင်ငံကွတ်အဖွဲ့အားတန်း20ဒေါ်လာတန်း20လုံမယ်လို့ပြောထားပါတယ်။ဥရောပသမဂ္ဂ EU က14သန်းကျော်တရုတ်က12သန်းကျော်နော်ဝေက9.7သန်းလုံမယ်လို့ဒါကြေညာထားပါတယ်။ကနေဒါဩစတြေးလျအမေရိကန်တို့ကတော့ဒေါ်လာ9သန်းကျော်စီလုံဖို့ကတိပေးထားရှိပါတယ်။အိုင်ယာလန်ဂျပန်ကုလသမဂ္ဂအီတလီစတဲ့နိုင်ငံတွေကလည်းဒေါ်လာ6သန်းကနေပြီးတော့3သန်းကျော်ထိလှူဒါန်းကြတာကိုတွေ့ရပါတယ်။ကျွန်တော်တို့အာဆီယံနိုင်ငံတွေမှာတော့လက်ရှိသူတို့ကြေညာထားတဲ့ ကိန်းကနက်နေရာဆိုရင် VNL လောက်ကမ်ဘောဒီးယားစင်ကာပူတို့ဟာဒေါ်လာသိန်းကနက်ပဲရှိတာတွေ့ရပါတယ်။ဒါပေမဲ့တချို့အကူအညီတွေကြတော့ဝေကြီးတန်ဖိုးနဲ့ပေါ်ပြတာမဟုတ်ဘဲနဲ့ပစ္စည်းပဲလိုတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တွက်ချက်တဲ့အထက်မှာကြမ်းရင်းခက်ရလည်းရှိနိုင်ပါတယ်။ပြီးတော့ခုနကလိုမျိုးလေးပွင့်ဆိုင်ကွက်အဖွဲလိုဟာမျိုးမှာတနိုင်ငံချင်းတီးရလှူတာလည်းရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ထက်နေရလည်းရှိသလိုတီးရစီလည်းဖြစ်နေနိုင်ပါတယ်။တချို့နိုင်ငံတွေကတော့အကူအညီကိုတန်ချိန်နဲ့ပဲပေါ်ပြရတဲ့အတွက်တန်ဖိုးတွက်မပြရလည်းရှိပါတယ်ခင်ဗျ။အဲ့တော့စုစုပေါင်းတွက်မယ်ဆိုရင်နိုင်ငံကအကူအညီစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ154.19တန်းအထိရရှိထားပြီလို့သိရပါတယ်။ပြည်တွင်းလုပ်ငန်းရှင်တွေကတော့ငွေသားနဲ့အလှူပစ္စည်းစုစုပေါင်းကျပ်136.84ဘီလီယံအမေရိကန်ဒေါ်လာ55တန်းကျော်လှူထားတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ဒါပေမဲ့စစ်ကောင်စီဥက္ကဋ္ဌကတော့တည်ဆုံးသူတွေကိုတဦး100သိန်းပေးမယ်လို့ပဲကြေညာထားပါတယ်။ကုလသမဂ္ဂလူ့ခွင့်အထူးကိုယ်စားလှယ် Tom Andrews ကတော့အကူအညီတွေဟန်တာခံနေရတယ်လို့ကျွန်တော်တို့သိထားပါဗျ။ သူတို့တွေအကူအညီတွေမဝင်စေခြင်းတဲ့နေရာတွေမှာဖမ်းဆီးမှုတွေစစ်ဆေးရေးဂိတ်မှာဟန်တောင်းမှုတွေရှိတယ်လို့သိထားပါတယ်။ဒါဟာအကူအညီကိုလက်နက်တပွဲအသုံးချတာပါလို့ CBS ရုပ်သံနဲ့အင်တာဗျူးမှာမှတ်ချက်ပေးထားပါတယ်။စစ်ဆေးဂိတ်တွေညမထက်အမိန်နေနဲ့စစ်ဘက်ဆိုင်ရာကန့်သက်ချက်တွေဟာငလင်းနှံအ धिक ခံရတဲ့နေရာတွေမှာကယ်ဆယ်လုပ်ငန်းတွေကိုစိုးစိုးရွားနှောင့်နှေးစေခဲ့လို့သုံးသပ်ထားကြပါတယ်။ကိုကြီးသူတွေကိုလုံလုံချီချီစစ်မေးတာရင်နှန်းတွေပိတ်ဆို့တာဘျူရိုကရေစီရန်ရဲ့အတားအဆီးတွေဟာ ကယ်ဆယ်ရေးကိုအင်မတန်မှနှောင့်နှေးစေခဲ့လို့နိုင်ငံကအကူအညီပေးအဖွဲ့အစည်းတွေကကောက်ချက်ချထားပါဗျ။မလ31ရက်နေ့တုန်းကလည်းအကူအညီတွေတည်လာတဲ့တရုတ်ကျချင်းကြီးရင်နှန်းကိုရှမ်းပြည်နယ်နောင်ချိုမြို့နယ်အုံမတိကျော်အနီးမှာစစ်ကောင်စီတပ်တွေကပြက်ခတ်၆လံပြီးတော့ဟန်တားခဲ့တာကြောင့်နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ဒီဖြစ်စဉ်ကြောင့်နိုင်ငံရေးရွေချက်ပေါ်မူတည်ပြီးတော့ရွေးပြီးတော့ခွင့်ပြုတာညင်းပယ်တာတနည်းပြောရရင်အကူအညီကိုလမ်းသက်တဲ့ဘက်အတုံးချတာအတွက်စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ တော်လိုင်းရဲ့အဖွဲ့အစည်းတွေထိန်းချုပ်ထားတဲ့နာမည်တွေကိုလိုအပ်တဲ့ကယ်ဆယ်ရေးအကူအညီတွေမရောက်အောင်လို့ဟန်တားခြင်းအပြင်ပြည်သူတွေကပါအပြစ်ပေးပြီးတော့အကူအညီကိုဆက်လက်နက်ကရိယာတစ်ခုလို့တုံးနေတယ်လို့လူခင်ရဲ့အဖွဲ့အစည်းနဲ့ကုလသမဂ္ဂတာဝန်ရှိသူတွေကတုံးသက်ထားပါတယ်အခုဆိုရင်လည်းမြန်မာနိုင်ငံကိုနိုင်ငံသားဝင်ရောက်မှုကန့်သတ်ဖို့ tourist visa ပိတ်လိုက်ပြီးတော့တရင်အမောင်ချောက်ကိုပါစူးစမ်းနေပါတယ်စစ်ကောင်စီဒူကောင်းဆောင်ဒူဘုံချုပ်မှုကြီးစိုးဝင်းကလည်းကယ်ဆယ်ရေးအဖွဲ့အစည်းနဲ့ တီးကြားလွတ်လပ်စွာဆောင်ရွက်ခွင့်မရှိဘဲနဲ့ကြိုတင်ခွင့်ပြုချက်တောင်းခံမှုလိုတယ်သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးမှခွင့်ပြုပေးသွားမယ်လို့ပြောထားပါတယ် Fortify Rights အဖွဲ့ Driver John Quinley ကတော့ဟုတ်ပြီမင်းအောင်လိုင်းကအကူအညီတွေပေးဝင်တယ်ဒါပေမဲ့တကယ်လိုအပ်နေတဲ့လူတွေစီရောက်ရလားဒါမှမဟုတ်အကူအညီကိုလက်နက်တပွဲအသုံးချနေလားလိုအပ်နေတဲ့အတိုက်ဝန်းတွေစီအကူအညီရောက်ဖို့ရမှာသူဟန်တာနေတာလား မင်းအွန်လိုင်းပြောသမျှမှာမှန်တာကမပါတဲ့လို့ဆိုတော့ကျွန်တော်တို့တိတ်မမျော်လင့်ဘူးလို့မှတ်ချက်ချထားပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီလိုအချိန်မှာနိုင်ငံအကူအညီတွေကြီးမမျော်ဘူးပဲနဲ့စစ်ကောင်စီရဲ့အကူအညီတွေကိုကြီးအားမကိုးနေပဲနဲ့ငလင်တန်းတိုက်ရိုက်မခံရတဲ့ပြည်ရင်းပြည်ပမြန်မာတွေလည်းတတ်နိုင်နေမြဝိုင်းဝန်းကူညီနေကြသလိုဆက်ကူညီကြဖို့လည်းနှိုးဆော်လိုက်ပါတယ်အထူးသဖြင့်အကူအညီရောက်ဖို့ခက်ခဲတဲ့နေရာတွေကပြည်သူတွေလက်ထဲကိုတိုက်ရိုက်ပို့နိုင်မဲ့နေရာတွေကိုရွေးလူကြဖို့တိုက်တွန်းပါတယ် ကိုတလောက်သာဝင်ဝင်အနည်းများပေါ်မူတည်ပြီးတော့တရာခိုင်နှုန်းကနေ၁၀ရာခိုင်နှုန်းအထိလှူရမ်းမဲ့1 to 10% challenge လိုမျိုးလုပ်ဖို့လဲကိုယ်တိုင်းလည်း10%လှူပြီးတော့နှိုးဆော်လိုက်ပါတယ်အဲ့လိုပဲဒီပီပိတ်သက်တွေကိုလည်းမိတ်ဆွေချင်းချင်း1 to 10% challenge လုပ်ကြဖို့နှိုးဆော်လိုက်ပါတယ်ဒီကနေ့တင်ဆက်မှုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ငလေးနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းချက်လက်တွေကိုတော့ဒီ website Facebook နဲ့ YouTube channel တွေမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ကျွန်တော်ကတော့ sign in တွေပါ